မင်္ဂလာပါရှင်။အောက်တိုဘာလ9ရက်အင်္ဂါနေ့ရဲ့ဒုတိယကြိမ်းပြည်တွင်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့၄ကီကော်မြူတီကိုတက်မတော်ကတင်ပိုက်တဲ့သတင်းဖြစ်ပါတယ်။ KNU, KNL နဲ့ PDA များအထူးကခုလုံရာမြရီမျိုးအနီးမှာ၄ကီကော်မြူတီကိုတက်မတော်ကတင်ပိုက်ခါအောင်လံလွှတ်လိုက်ပြီးဖြစ်တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလနောက်ဆုံးပတ်ကစလို့အစုပါဒေတာကိုတက်မတော်ကအကြံဖက်ချိန်မှုစစ်စင်ရေးဆောင်ရွက်ခဲ့ရာ ောက်တိုဘာ3ရက်က၄ GB ဒေတာအတွင်းတပတ်အဖွဲ့များအခိုင်အမာခံစစ်ပြုထားတဲ့နေရာကိုတက်မတော်ကသိမ်းပတ်ရရှိကြောင်းသိရပါတယ်။စစ်စင်ရေးဖြစ်စဉ်များအတွင်းနှစ်ဖက်ထိခိုက်မှုအချို့ရှိခဲ့ကတက်မတော်စစ်ကြောင်းများက PDF နှလောင်းလက်နက်မျိုးစုံ၅လက်ကြည်အင်း၁၂ခုကြည်200ခန့်မိုင်းမျိုးစုံ၅လုံးဘန်ကာ၄လုံးပြင်းချင်း၆ကျင်းတို့ကိုတင်စီရရှိခဲ့ကြောင်းသိရပါတယ်။ စက်တင်ဘာ29ရက်ကကရင်ပြည်နယ်၄ကီကိုထိတာရေကန်ကုန်းကိုတပ်မတော်ကပြန်လည်သိမ်းပိုက်ခဲ့တဲ့အတွက်၎င်းချင်းကပဲ KNU အပါအဝင် PDF ပူပေါင်းဖွဲ့များပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်ရှင်။